အားလုံးပဲမင်္ဂလာပါဒီနေ့တရားတင်မဲ့တင်ခန်းစာကတော့အခန်းခုနှစ်၄ကျင်ငယ်ရှိတသမတ်တကနံပါတ်၁နှစ်ပဲဖြစ်ပါတယ်ဒီမှာနံပါတ်၁မှာဆိုရင်အင်နာစုတစုမှာတဲ့နော်အင်နာစုတစုမှာမိသားစုဝင်ဝင်ရဲ့35ရာခိုင်နှုန်းကိုအစားအသောက်မှာသုံးတယ်20ရာခိုင်နှုန်းကိုဝိထေမှာသုံးတယ်တဲ့900ရာခိုင်နှုန်းကိုကျတော့လက်စစ်မီတာအတွက်သုံးပြီးတော့25ရာခိုင်နှုန်းကိုပုံကိုသုံးငွေဖြစ်သုံးပြီးတော့25ရာခိုင်နှုန်းကိုကျတော့ငွေစုပဲမှာအဲ့နဲ့စုဆောင်းထားပါတယ်တဲ့အဲ့ဒီအချက်လက်တွေကိုသုံးပြီးတော့စက်ဝိုင်းကားချက်ရေးဆွဲဖို့ပြပါတယ် အရင်ပထမဆုံးကတည်းကစဝိုင်းကားချက်ဆွဲမှာဖြစ်တဲ့ဓာတ်ပုံမာနတွေရှားမှာပါအဲဒါဆိုရင်အစားအသောက်နော်အစားအသောက်အတွက်သုံးငွေရဲ့ဓာတ်ပုံမာနကိုရှားမယ်ဆိုလို့ရှိရင်ကျတို့ကနော်သူကအားလုံးမှာရာဂိုင်နှုန်းဆိုတော့ကျတို့က100ရာဂိုင်နှုန်းပေါ့နော်ဒီအားလုံးမှာ35ရဲ့20ရဲ့9ရဲ့25ရဲ့35ရဲ့စုစုပေါင်းတဲ့အခါမှာ100ပေါ့နော်အဲပိုင်းချီမှာ100ခံမယ်ပိုင်းချီမှာ100ခံပြီးတော့ကျတို့ကအပေါ်မှာ နော်35ရာခိုင်နှုန်းဖြစ်တဲ့35ကိုပိုင်းပြီးမှရည်မယ်ပြရလို့ရှိရင်ဒီလိုစက်ဝိုင်းရဲ့ပမာဏဓာတ်ပမာဏကိုရှာမှာဖြစ်တဲ့ကျိုး360နဲ့စားပြရပါတယ်360နဲ့မြောက်ပြရတယ်ပေါ့နော်အရင်35ရဲ့35ကိုတရားနဲ့စားပြီးတော့360နဲ့မြောက်မှာပေါ့နော်မြောက်တာတော့တကယ်ဒီမှာမပြရတော့ဘူးကျိုးအဲ့ဒီမှာဟိုပါနေတရားနဲ့နော်ဒီ35နဲ့တရားနဲ့ကိုလည်းကျင်းလို့ရတယ်ကျင်းပြီးတော့မှ360နဲ့ပြန်မြောက်လေးရတယ်မဟုတ်ရင်တရားနဲ့36တရားနဲ့36ကိုသက်စားပြီးတော့မှရတဲ့ဒသမကြီးနဲ့35နဲ့ပြန်မြောက်လို့ရပါတယ် အရင်အဖြေကဘယ်လောက်ရာကနုံရဘယ်လောက်ဒီဂရီရတယ်ဆိုရင်126ဒီဂရီရတယ်ပေါ့နော်နောက်တစ်ခုကကျတော့နော်အဝေးထက်အတွက်နော်၃ငွေရဲ့ဓာတ်ပမာဏကကျတော့20ရာကနုံ20ရာကနုံဖြစ်တဲ့အတွက်ကျတော့ဘိုင်းချီမှာ100ခံမိရပါတယ်နော်ဘိုင်းချီမှာ100ခံတယ်ပြီးတော့ဓာတ်ပမာဏကစပိုင်းပမာဏဆွဲမဲ့ဓာတ်ပမာဏရိုဂျနာဖြစ်တဲ့360နဲ့စားပေးရတယ်စားတဲ့ခါမှာကျတော့20နဲ့100နဲ့ပေါ့ဘိုင်းဝင်နဲ့ဘိုင်းရင်နဲ့ကျင်းနိုင်လို့ရပါတော့20နဲ့100ကျင်း20 20 25လीတရား နော်အဲ့ဒီအောက်ကပိုင်းရင်ကနဲ360နဲ့ကျတော့သွားပြီးတော့ထက်ပြီးတော့သွားကြည့်လို့ရတယ်အဲ့ဒါဆိုရင်90ဒီဂရီရပါတယ်နောက်တစ်ခုကကျတော့လက်စစ်မီတာငါအတွက်သုံးငေတောင်းပမာဏသူက900ခိုင်နော်900ခိုင်ဆိုတော့ကျတော့ငါ့ကို100နဲ့စာရဲ360နဲ့မြတ်မယ်ဒီတောင်းဒီဂရီလိုချင်လို့ရှိရင်တောင်းပမာဏလိုချင်360နဲ့နော်တောင်းစား360ဒီဂရီနဲ့မြောက်ပေးရပါတယ်ဒါဆိုရင်ကျတော့9နဲ့100နဲ့ကိုကျင်းလို့ရပါတယ်နော်ဘောကပိုင်းကြီးပိုင်းဝေက9 100ရောက်ချင်တဲ့ခါမှာ9နဲ့30တရားအဲ့20နဲ့360ကိုကျတော့သွားကျင်းလိုက်တဲ့ခါမှာ168ဒီဂရီရပါတယ် အဲနောက်တစ်ခုကကြာကျတော့နော်အပိုသုံးွေနော်အပိုသုံးွေကကြာ25ရာခိုင်နှုန်းဒါဆိုရင်ဂျာခိုင်နှုန်းဖြစ်တဲ့အတွက်ပိုင်းကြီးမှတရားခင်မယ်ဓာတ်ပမာဏကိုရှင်းမှာဖြစ်တဲ့အတွက်360ကိလေးမြောက်ပေးရတယ်ဒါဆိုရင်25တည်း25 25လေးလီတရားအဲ့ဒီလေးနဲ့ပိုင်းကြီးမှရှိရဲ့လေးနဲ့360ကိုသွားပြီးကျင်းတဲ့ခါမှာအဲ90ဒီဂရီရတယ်ပေါ့နော်90ဒီဂရီရပါတယ်နောက်တစ်ခုကကြာကျတော့ဘန်မာနော် NS သောင်းွေပမာဏက25ရာခိုင်နှုန်းဒါကြောင့်မို့25ကိုရှင်းရ25ရာခိုင်နှုန်းဖြစ်တဲ့တရားနဲ့စားတယ်ဒါကဓာတ်ပမာဏကိုရှင်းမှာဖြစ်တဲ့360ဒီဂရီနဲ့ เนาะပြပေးရတယ်မှာနောက်တစ်ခါမှာကျွန်တော်ခုနအတိုင်းပဲကျင်းပြီးတော့ရှာတဲ့ခါမှာဒီဘလောက်ရလဲဆိုရင်54ဒီဂရီရပါတယ်ဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော်ကဓာတ်ပုံမာနကိုရပြီဆိုရင်စဝိုင်းကားချက်ကဆွဲလို့ရပြီသူကရာဂိုင်နှုန်းကိုလည်းတစ်ခါရပြထားရပြတယ်ပြပါတော့ပထမဆုံးစဝိုင်းဝင်ဆုံးဆွဲမယ်ဆွဲပြီးတဲ့ခါမှာအမှတ်တမှတ်မှတ်မယ်ပေါ့နော်မှတ်ပြီးတဲ့ခါမှာကျွန်တော်ပထမဆုံး126ဒီဂရီကိုဆွဲမယ်ဟုတ်တယ်126ဒီဂရီကိုဆွဲလိုက်မယ်အဲ့126ဒီဂရီကဘာအတွက်လဲဆိုရင်ကျွန်တော်က နော်အစားအသောက်တွေအစားအသောက်တွေကဘယ်တော့ရာခိုင်နှုန်းဆိုကြည့်တော့126ဒီဂရီလို့မရေဘူး35ရာခိုင်နှုန်းလို့ပဲရေးလိုက်ပါမယ်။သူကဓာတ်ပမာဏကိုရှာရဲဆိုတာကဒီဒီဂရီနဲ့နော်ပမာဏကိုဆဲဖို့ပဲရှာတာပါ။တကယ်တကယ်ရေးတဲ့အခါမှာရာခိုင်နှုန်းကိုရေးပြရပါတယ်။ဟုတ်ကဲ့နော်။ဒါဆိုရင်နောက်တစ်ခုဆဲတဲ့အခါမှာ90ဒီဂရီ90ဒီဂရီရကြတာဆိုတော့အဝတ်ထည့်အတွက်ပါ။အဲ့ဒါကြတော့ကျွန်တော်ဒီမှာဒေတာမှာအမဲလေးနဲ့ရေးထားဖြစ်တဲ့အတွက်ကျွန်တော်ဒီ queen wine လေးမှာအမဲလေးပေါ့နော် instruction လေးလုပ်ပေးထားပါတယ်။အဲ့ဒါအဝတ်ထည့်အတွက်ပါ။ နော်ဝိထေက20ရာခိုင်နှုန်းပြည့်တဲ့အချိန်20ရာခိုင်နှုန်းအဲ့20ရာခိုင်နှုန်းတော့ဗာနဲ့ညီတယ်ဆိုခွန်သန်းနဲ့ဒီဂရီနဲ့ညီပါတယ်နောက်တစ်ခုကကျတော့အမျက်စိမီတာကကိုတွက်ပါနော်အဲ့ဒါရင်လက်စိမီတာကတွက်ကကျတော့ကျတော့18 18ဒီဂရီဆို18ဒီဂရီဆွဲလိုက်မယ်နော်အစင်းကြီးနဲ့အစာကိုရေးလိုက်မယ်သူက18ဒီဂရီကနော်လက်စိမီတာကတွက်ဖြစ်တယ်သူကဘယ်လိုတော့900ခိုင်နှုန်းအဲ့ဒါ900ခိုင်နှုန်းလိုပဲရေးလိုက်မယ် နောက်တစ်ခုကကျတော့60ဒီဂရီပေါ့နော်60ဒီဂရီကကျတော့အပိုသုံးဝေးကြီးပမာဏဆိုအနည်းနဲ့ရေးထားတယ်သိရတာကတော့ကျဘယ်လောက်လဲဆိုရင်25ရာခိုင်နှုန်းသိတယ်ဒါ25ရာခိုင်နှုန်းပဲယူပါမယ်ဒါပြင်ကျန်တဲ့ဟာကကျတော့ငွေစုပဲမှာအဲ့နဲ့စုဆောင်တဲ့ငွေနော်ဟိုဘယ်တော့54ဒီဂရီပေါ့နော်25ရာခိုင်နှုန်းကိုဒီငွေစုပဲမှာစုဆောင်တယ်သူ့အကြကျတော့ခင်းရောင်လေးနဲ့ပြထားပါတယ်အဲ့ဒါကဘန်စုငွေလေးဖြစ်ပါတယ်ပေါ့နော် နောက်နံပါတ်2ကကျတော့ကျေလက်ဖူဖူရေရမုံတရက်ကိုရက်ွက်တရက်ခွဲဝေပေးတဲ့ခါမှာဈေးကဈေးပိုင်းရက်ွက်က12သိန်းကျရပြီးတော့ရမရက်ွက်က20သိန်းကျသမားရက်ွက်က22သိန်းကျရပြီးတော့ဖျားလဲရက်ွက်က6သိန်းကျအတိအသီးရရှိလျင်၎င်းတို့ကိုစပိုင်းကားချင်းပြင်ပေါ်ပြပါတဲ့နော်အဲ့ဒါလေးကိုအရင်ဆုံးပေါင်းမယ်နော်ခွဲဝေပေးတဲ့ရမုံစုစုပေါင်းပေါင်းတဲ့ခါမှာဒီလို60သိန်းပေါ့နော်ဒီရက်ွက်ဒီအကုန်လုံးစုစုပေါင်းခွဲဝေပေးတဲ့ဟာ60သိန်းပါဒါဆိုလို့ရှိရင်ဒီလိုကပထမဆုံးနော်အဲစပိုင်းကားချင်းနဲ့ပေါ်ပြမယ်ပြီးတော့ဒေါက်ဒီဂရီရှာမယ်ပေါ့နော် ။နောက်ဒီဂရီကိုချတဲ့အခါမှာနော်ဆက်နှစ်သိန်းကိုဒီလိုစုစုပေါင်းဖြစ်တဲ့60နဲ့စားမယ်။ပြရရင်တော့60ဒီဂရီနဲ့မြောက်ဝေးရတယ်ပေါ့နော်။မြောက်တဲ့အခါမှာဒီလိုပိုင်းပိုင်းဝေးမှာစနစ်ပိုင်းချီမှာ60ဆိုတော့စနစ်5ဒီ60အဲ့ဒီပိုင်းချီက5နဲ့360ကိုဒီလိုသွားပြီးတော့ကျင်းတဲ့အခါမှာစားတဲ့အခါမှာ90ဒီဂရီရတယ်ပေါ့နော်။ဈေးပိုင်းရက်ကွက်တဲ့တောက်ပမာဏက90ဒီဂရီ ရွာမရက်ွက်တက်ကလည်းအတိုင်းပဲသူက20သိန်းဖြစ်တဲ့အတွက်စုစုပေါင်းပေးတာ60သိန်း60သိန်းမှ20သိန်းဖြစ်တာတွေ20ပိုင်း60ပိုင်း20ပိုင်းပြရင်ဓာတ်ပမာဏကိုရှာမှဖြစ်တဲ့အတွက်360ဒီဂရီအဲ့ဒါကိုကျေကိုကျင်းလိုက်တဲ့အခါမှာ120ဒီဂရီရပါတယ်နော်ကျင်းလာတာကျလို့မပြတော့ပါဘူးเนาะပိုင်းဝေက20ပိုင်းကြီးက60ဆိုတော့20တိ20 20သုံးနေ60ပိုင်းကြီးမှာရှိတဲ့3နဲ့360ကိုသွားပြီးတော့စားတဲ့ခါမှာ120ရရပါတော့เนาะအဲရွာမပြီးတော့ကျလို့ကပါတော့ဈေးပိုင်းရက်ွက်ဈေးပိုင်းရက်ွက်ကကြတော့22သိန်းကျက် အရင်စုစုပေါင်းက60ဒါဆို60မှာတော့22ရင်းရတာဖြစ်တဲ့60ပိုင်း22ပိုင်းလို့ရေးလိုက်မယ်ပြီးကြရင်ဓာတ်ပမာဏကိုရှာမယ်ဆိုတော့60နဲ့အဲစားပြီးတယ်ပေါ့နော်စားမြောက်ပြီးရပြောက်ပြီးပြီးရှင်ခုနတိုင်းမယ်နော်အဲခြေပြီးတော့ဘာလို့လို့ရတယ်ဆိုရင်ဥပမာပိုင်းကြီးက60ရှိရတော့ပိုင်းဟိုတော့60နဲ့ပိုင်း60နဲ့တွားပြီးတော့ကျင်းလို့လည်းရတယ်60 66ဒီ360အဲ20နဲ့6နဲ့တခါကျင်းလိုက်တဲ့ခါမှာမြှောက်လိုက်တဲ့ခါမှာ132ဒီဂရီရတယ်ပေါ့နော်အဲ့လိုမျိုးတွက်လဲရပါတယ် နောက်တစ်ခုကကြာရှင်တို့ကဘယ်လောက်လဲဆိုရင်ဖျားလန့်ရက်ွက်နော်ဖျားလန့်ရက်ွက်ကသူက6သိန်းမရတယ်နော်60မှာ6သိန်းမရတယ်ပေါ့နော်ဒါဆိုရင်ဒီအောက်ကပိုင်းကြီး60နဲ့360နဲ့တို့သွားစားလို့ရတယ်6ရတယ်6နဲ့ပိုင်းဝင်ရ6နဲ့မြောက်တဲ့ခါမှာ36ပေါ့နော်36ဒီဒီဒါဆိုရင်ရှင်တို့ကဒါဓာတ်ပမာဏတော့ရပြီဒါပေမဲ့ရှင်တို့စပိုင်းကားချက်မှာဓာတ်ပမာဏတွေကိုမရအောင်ရာခိုင်နှုန်းကိုရရမှာဖြစ်တဲ့ကြယ်ရာခိုင်နှုန်းကိုလည်းထက်ချရမယ်ရာခိုင်နှုန်းထက်ချရမယ်ဆိုရင်ရှင်တို့အောက်ပိုင်းကြီးကနေပါလေရာခိုင်နှုန်းထက်ချရမယ်ဆိုရင်ရှင်တို့ဘုနဲ့တော့နံပါတ်1မှာတော့ရာခိုင်နှုန်းတစ်ခါရေးပေးတာလည်းချရမှာမဟုတ်ဘူး ။နံပါတ်1မှာကရာဂန်နှုန်းမပေးတာအတွက်ရာဂန်နှုန်းရှာမယ်။ရှာတဲ့အခါမှာဓာတ်ပုံမှန်အောင်လိုချင်360နဲ့မြောက်ပြီးတော့ရာဂန်နှုန်းကိုရှာမယ်ဆိုလို့ရှိရင်100နဲ့မြောက်လည်းရပါပြီ။နော်။အဲဒီဈေးပါရက်ကွက်တဲ့ရရှိသောရာဂန်နှုန်းက12သိန်း60သိန်းမှ12သိန်းရတယ်။အဲ့ဒါကိုရာဂန်နှုန်းရှာမယ်ဆိုရင်100နဲ့မြောက်လိမ့်တယ်ပေါ့နော်။100နဲ့မြောက်လိုက်တယ်။20ရာဂန်နှုန်းပေါ့နော်။နောက်ကဈေးပါရက်ကွက်တဲ့ရာဂန်နှုန်းကကျတော့သူကသိန်း30ကို60မှာသိန်း30ရတယ်။ရာဂန်နှုန်းတွက်မယ်ဆိုရင်100နဲ့မြောက်မယ်။ဓာတ်ပုံမှန်အောင်ရှာရင်360နဲ့မြောက်မယ်နော်။ဒါဆိုလို့ရှိရင်နောက်တစ်ခုကကျတော့ဈေး နောက်တစ်ခုကကြတော့တမိုင်းရွက်ပေါ့နော်တမိုင်းရွက်ကကြတော့လည်းအတိုင်းပဲ60မှ23တင်းရရရာခိုင်နှုန်းချောင်မှဖြစ်တဲ့တရားနဲ့မြောက်တယ်။ဓာတ်ပုံမှန်နာကိုရှာရင်360နဲ့မြောက်ပြီးရာခိုင်နှုန်းကိုရှာရင်တရားနဲ့မြောက်ပါမယ်။နော်အပိုင်းကြီးကကြတော့သူပေးတဲ့ရတဲ့အပိုင်းကြီးရဲ့စုပေါင်းအပိုင်းကြီးကိုပိုင်းကြီးမှာတည်ပြီးတော့စုပေါင်းနော်စုစုပေါင်းငွေကိုပိုင်းကြီးမှာတည်ပြီးတော့သူတို့ရတဲ့ရက်ကွက်တစ်ခုချင်းလိုက်ရတဲ့ဟာကိုပိုင်းဝင်မှာရေးရပေါ့နော်။ဒီဟာကဒါတို့ရှိရင်ဖျားလန်းလည်းအတိုင်းပဲနော်။ဖျားလန်းဖျားလန်းရက်ကွက်ကလည်းအတိုင်းပဲဟိုက60သိန်းဆိုတော့စုစုပေါင်း60ရက်60သိန်းရရဖြစ်တယ်လေ။ နော်60ဘိုင်း6ဘိုင်းအဲ့ဒါသူကရာဂန်လုံးချောင်းမှာပြည့်တယ်တရားနဲ့သူကမြောက်ပြီးရဲ့အဲ့ဒါသူ10ရာဂန်လုံးပေါ့နော်ဒါဆိုရုပ်ဆဝိုင်းဆွဲလို့ရပါပြီဆဝိုင်းမှာပရမတ်တော့အတိုင်းပဲနော်ဆဝိုင်းလေးဆွဲပြီးတော့ရိုးနားတစ်ခုကိုမှတ်မယ်နော်မှတ်ပြီးတော့ခြေလို့ကဒေါက်တီလီမှာဈေးပိုင်းရက်ကွက်တဲ့ဓာတ်ပုံမှာ90ဒီဂရီဒါဆို90ဒီဂရီကိုဆွဲလိုက်မယ်အဲ့ဈေးပိုင်းရက်ကွက်တဲ့အဲ့ဈေးပိုင်းရက်ကွက်က90ဒီဂရီဓာတ်ပုံမှာ90ဒီဂရီသူကရတာ20ရာဂန်လုံးသူက60 60ရဲ့60ရဲ့20ရာခိုင်နှုန်းရောက်ပြီတဲ့ကျေ20ရာခိုင်နှုန်းကြီးပါတယ် ဟုတ်ကဲ့နော်နောက်တစ်ခုကကြတော့ကျတို့ကရမရက်ကွက်ရမရက်ကကကြတော့130ဒီဂရီနော်130ဒီဂရီလို့ဆွဲတယ်သူရရကသူရတဲ့ရာခိုင်နှုန်းကကြတော့ဒီငွေစုစုပေါင်းရ33ဒသမ3ရာခိုင်နှုန်းဖြစ်တဲ့အတွက်အဲ့ဒီတိုင်းဝင်ရေးလိုက်ပါမယ်နော်ဒါ့ဘာမှနာတော့မရေးပါဘူးဒီမှာသူအပြာရောင်လေးနဲ့ရေးထားတယ်ဒါကြောင့်မို့ insertion မှာဒီအပြာရောင်လေးကရမရက်ကွက်တက်ပါအနီရောင်လေးကစီပိုင်းရက်ကွက်တက်ဖြစ်ပါတယ်နောက်တစ်ခုကကြသမရက်ကွက်တက်ကကြတော့132ဒီဂရီပါသူကကြတော့သူရနော်ငွေစုစုပေါင်းရ36ဒသမ6ခုနှုန်းရာခိုင်နှုန်းရတာဖြစ်တဲ့အဲ့ဒီတိုင်းအိမ်မဲ့သူကကြစိမ်းလေးနဲ့ပြတယ်ပေါ့နော် ကဲနောက်ဆုံးကြတော့ဖျားလန်းရက်ွက်ကပါဖျားလန်းရက်ွက်ကကြတော့လေခင်းမြေအောင်လေးနဲ့ပြရဲသူကကြတော့ငွေပမာဏအစုပေါင်းရဲ့10ရာခိုင်နှုန်းမရတာဖြစ်တယ်ရေ10ရာခိုင်နှုန်းရေးလိုက်ပါမယ်နော်အဲ့လိုမျိုး instruction လေးရေးပြရပါတယ်နော်သူရောင်လေးနဲ့သူရေးပြလို့ရပါတယ်ခင်ဗျာဒါပြင်ဂျီအိုဒီနေ့ကနံပါတ်1ကတော့ပြီးပါပြီအစားဆုံးကြည့်ပြလို့တဲ့အားလုံးကိုကျေးဇူးတင်ပါ